ဟယ်လိုဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Lotus Park ကိုခဏသွားရင်းနဲ့အဲ့ Lotus နားလေးမှာငါးဆိုင်တစ်ဆိုင်ရှိနေတဲ့ဘာငါးရည်များရှိမလဲဆိုပြီးတော့ဝင်ဆက်စုကြည့်ပြခဲ့ပါတယ်မန္တလေးမှာနေတော့ငါးရည်မွေးခဲ့ရဆိုတော့နည်းနည်းအလိုမျိုး ြန်အလွမ်းဖြည့်သဘောလေးပေါ့နော်ဒါတော့ Tiger Buff အမဲလေးတွေပါကလေးထောင်ကပြက်လေးလည်းရှိပါတယ်မလဝီတွေကလည်းအအောင်ဆုံးပဲပေါ့နော်တိုက်ကာဘတ်ကိုအတောင်ရှိ ဒါတိုက်ကားပတ်ကိုနည်းနည်းပုတိုလေးဖြစ်မယ်ထင်ပါတယ်ဒီရေငန်ကန်ထဲမှာတော့နီမိုတစ်ကောင်ပဲကျန်တော့မှာပေါ့နော်အကုန်လုံးရောင်းထပ်သွားပြီထင်ပါတယ်အပင်တောင်ငါကန်လေးကိုမှတိတ်မကျန်တော့မှာပေါ့နော်ညနေအစာကျွေးချိန်ရောက်တာနဲ့တိုးရောင်မလို့ဒီအစာစားနေတဲ့ဟာလေးကိုလည်းဖမ်းမိခဲ့ပါတယ် ထိန်းနီလေးလည်းအများကြီးရှိပါတယ်မွန်စတာတွေကြတော့တိတ်မတည်ဘူးဒါပေမဲ့ငြိမ်းနေတဲ့အကောင်ကြီးပေါ့ရွှေရောင်တဝင်းဝင်းနဲ့ဒီကောင်တွေတော်တော်လာတယ်ဒီဆိုဒေးခပတ်တွေပေါ့နော်တိုက်ကဘတ်တွေကတော့တော်တော်များများကိုရှိပါတယ်။နာမည်မသိရမလို့ဒီမိချောင်းကားတွေလည်းရှိပါတယ်။ အင်ဂျယ်တွေကတော့လက်လေးလုံးစာလောက်ရှိပါတယ်အားတော့ကျွန်တော်လည်းအခုမှမြင်မှုပါဗောနော်တိတ်တော့မသိပါဘူးဒီ lucky fish ရေနဲ့တွဲတဲ့ငါထင်ပါတယ်ဒါနမဲမေးနေလို့ပေါ့နော်လုံးဝအယ်ဘိုင်နိုတွေပါဒါဟုတ်ငခုံမလို့ခေါ်ရလားငဖမ်းမလို့ခေါ်ရလားမသိဘူးပေါ့နော်နည်းနည်းဝေဝါးနေလို့ပါ ဒီမှာပစုံကန်လေးလည်းတွေ့ပါတယ်ကျွန်တော်တွေ့ရတော့အနီရယ်အမဲရယ်အဝါရယ်လားမသိဘူးသုံးမျိုးတွေ့ခဲ့ပါတယ်ပြီးတော့စัจ जा လေးလည်းတစ်မျိုးရှိပါသေးတယ်ဒါတော့လုံးဝကျွန်တော်တို့ဒီငချင်းတွေကိုစိုက်စုံကန်စုံပေါ့နော်လက်တံတောင်လောက်ထိအရွယ်တွေးခဲ့ပါတယ် လုံးဝ special ပေါ့နော်လုံးဝကို butterfly ဆန်တယ်လှလဲလှတယ်ကဲနောက်ဆုံးဒီအစာစားနေတဲ့ lucky fish အကြီးနဲ့ဆုံးသက်ပါမယ်အားလုံးပဲ bye bye ပါ good night ပါ